တေဆုံးသွားတော့သူဤရောက်လောင်းကိုမိတကြိုခြင်းမိမြုပ်ခြင်းတို့မပြုတ်လောက်ပဲငှက်စာကြွေးပြစ်တော့သူဆန်းနေရိုးရသည်လေကဘာပေါ်တွင်အတုပခန္ဓာများပြုတ်လောက်ရတွင်မသူကွဲပြားတော့ရိုးရသည်လေများနှင့်ကိုယုံကြည်ရာတိုင်းအတုပခန္ဓာများပြုတ်လောက်နေကြပါသည်တခြားနိုင်ငံတွင်လည်းမသူပဲသူခြားတာကတော့တိဘက်နိုင်ငံပဲဖြစ်တယ်တိဘက်နိုင်ငံဟာလူတယောက်တေဆုံးသွားခဲ့ရင် အလောင်းကိုတောင်ပေါ်သို့တည်သွားပြီး အလောင်းတစ်ခုလုံးကိုဟက်စာကြွေးပြလိုက်ခြင်းဖြစ်တယ်။ငှက်ရဲ့နာမည်ကတော့လဒါငှက်တွေပဲဖြစ်တယ်။လဒါငှက်တွေဟာအစာနောင်စံပြီးအပေါပေါများကိုလည်းကြိုက်နေတတ်ကြတဲ့ငှက်တစ်မျိုးဖြစ်တယ်။ဒီဘက်မှာဒီလိုငှက်စာကြွေးရတွင်ဟော်ရီကက်တာလို့ခေါ်တဲ့လူတွေက အလောင်းကောင်ကိုဗိုက်ခွဲအပိုင်းပိုင်းခုတ်ထစ်ပြီးငှက်စာကြွေးရတော့လူတွေကိုခေါ်ခြင်းဖြစ်တယ်။ဒီအလောင်းလောက်တော့လူတွေဟာ အခကြီးငွေများကြီးရတာမှန်ပေမဲ့လွယ်ကူတော့လောက်တခုတော့မဟုတ်ပါဘူးဒီလောက်လောက်တော့လူတွေဟာစိတ်ဓာတ်ခိုင်မာဖို့လိုတယ်လို့မျိုးရိုးရှိမှလှုပ်လို့ရတော့အလောက်တခုလည်းဖြစ်တယ်ဒီဘက်ရိုးရယုံကြည်မှုရဘောဒီကတာတွေဟာတည်ဆုံးသူရဲ့ဝိညာဉ်တွေကို ကောင်းရမွန်ရရောက်အောင်ဥညီပေတော်သူတွေဖြင့်တတ်မှတ်ကြပါတယ်ဒါပေမဲ့လက်တွဲဘဝမှာဒုဒုကိုလူရမတွင်းမဲ့ရှောင်ကျင်ကြတဲ့လူတွေကြီးပဲဖြစ်တယ် ီလုံမျက်စာကြွေးရတွင်ကြံရှိနေသောယူမြာကိုအမှောက်ပြင်းအောင်ပြုလုပ်ကြပြီးမြစ်ထဲသို့တပံမျောကြရမှဖြစ်တယ်။အလောင်းကောင်ကိုမြင်းမြုပ်ခြင်းမိတိကျိုခြင်းများဘာကြောင့်မပြုလုပ်ကြသလဲဆိုရင်ဒီဘက်တွေရဲ့ယုံကြည်ချက်အရအလောင်းကောင်ကိုဒီလုံမျက်စာကြွေးပြင်းလိုက်တော့ကြောင်းတဘာဝပတ်ဝန်းကျင်ကိုမတိခိုက်သလိုဒေဆုံးတော်တို့ရဲ့ဝိညာဉ်လည်းလွန်မြောက်နိုင်မယ်လို့သူတို့ကယုံကြည်ကြတော့ကြောင်းဖြစ်တယ်။